ဒီအချက်၆ချက်နဲ့မိစေဟာညှိတွင်နေပြီဆိုရင်ဘယ်အပေါင်းအသင်းကမှမိစေကိုပေါင်းသင်းဆက်ဆံခြင်းပြုချမှာမဟုတ်ပါဘူးအဲ့ဒါဟာအမှုအကျင့်တွေပဲဖြစ်ပါတယ်အမှုအကျင့်လို့ပြောနိုင်လို့ရှိရင်ကောင်းတဲ့အမှုအကျင့်နဲ့မကောင်းတဲ့အမှုအကျင့်ကိုရနှစ်မျိုးရှိပါတယ်ဒီကနေ့ဗီဒီယိုလေးမှာတော့မကောင်းတဲ့အကျင့်တွေဟာမိစေစီမှာရှိနေသလားဆိုတာကိုကြည့်လိုက်အောင်ပါလူမုံများတဲ့အမှုအကျင့်6မျိုးနံပါတ်၁တစ်ချက်က gossip ဖြစ်ပါတယ် gossip ဆိုတာအတင်းတုပ်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့နေထိုင်တဲ့ဒီပတ်ဝန်းကျင်မှာ အာတခါတည်းရန်တွေ့ရတတ်လေးရှိပါတယ်။ possibility ထိုင်ပြီးတော့မှအတင်းပြောနေခြင်းဖြစ်ပါတယ်။ဒီအချက်ဟာမကောင်းတဲ့အမူအကျင့်ဖြစ်ပါတယ်။နံပါတ်2တစ်ချက်က being negative and complaining အငြင်းနဲ့အဆိုးမြင်တတ်တဲ့ဝါဒညှဉ်းပန်းတတ်တဲ့အမူအကျင့်ဖြစ်ပါတယ်။နံပါတ်3တစ်ချက်က make in accuse အကြောင်းပြချက်ပေးရဖြစ်ပါတယ်အကားပိတ်နေလို့ဖြားနေလို့အရေးပေါ်ကိစ္စလုပ်ဖျားလေးပေါ်လာလို့ဆိုပြီးတော့အကြောင်းပြချက်ပေးတာဖြစ်ပါတယ်ဒီအချက်ဟာလည်းမကောင်းတဲ့အမှုချက်ပဲဖြစ်ပါတယ်နံပါတ်၄တစ်ချက်ကကြာချင်းသူများကောင်းကြီးဖြစ်စေမကောင်းကြီးဖြစ်စေထိုင်ပြီးမှဝေဖန်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်အထင်ဒီအချက်ဟာ Facebook မှာအများဆုံးတွေ့ရလေရှိပါတယ်။နံပါတ်5ကတော့ free loading လို့ခေါ်ပါတယ်။ကိုယ့်ရဲ့အားဆိုင်ထုတ်မှုပါပဲ။လူများတကာကြီးဟာအချောင်လိုချင်တဲ့စီ ဂုံစင်းကျင်တဲ့စိတ်ပဲဖြစ်ပါတယ်အတီချက်ဟာလည်းမကောင်းတဲ့အမှုကျင့်တွေပဲဖြစ်ပါတယ်နောက်ဆုံးနံပါတ်6ချက်ကတော့ acidity and lime ပဲဖြစ်ပါတယ်လိုအပ်တာတည်းပုံပြီးမှပုံချက် ပြီးပြောတတ်တဲ့အကျင့်လိမ့်တတ်တဲ့အကျင့်ပဲဖြစ်ပါတယ်ဒီအချက်6ချက်ဟာမကောင်းတဲ့အမှုကျင့်တွေပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် အခုပြပြပေးသွားတဲ့အချက်6ချက်ကလူမုံများတဲ့အမှုအကျင့်6မျိုးပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုလေးကမိတ်ဆွေတို့တပုတ်တို့အတိတ် တတ်တယ်လို့ရရှိသွားတယ်ဆိုရင်လည်း follow like comment share လေးတောင်းပေးဖို့ကိုလည်းပြောချင်ပါတယ်ခင်ဗျာကျွန်တော်နောက်ပြီးလို့ဒီမှာပြန်လည်ဆုံးသင်ကြအောင်ပါ